ရှိဘူးဆိုတာပြရားယေရှုတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစအစစ်စမပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီကနေ့သဖန်ပြန်လဲပြီးတော့အစင်ချီးမွမ်းပါဆိုတဲ့ကောင်းစဉ်အောက်မှာပြန်လဲစင်ချင်းခွန်အားကြရအောင်ချီးမွမ်းခြင်းဆိုတာဂုံယေရှုကို ထုတ်ဖော်ပြောဆိုခြင်းလို့အသိပေးရပါတယ်ယေရှုတင်စကားပြောရင်တသက်မဟုတ်ပဲအတိအမပြုလက်ဆောင်ပေးခြင်းမျိုးဖြစ်ပါတယ်ကျမ်းသာဘောကိုကြည်လိုက်တဲ့အခါမှာလဲချီးမွမ်းခြင်းနဲ့တဆက်တဲ့ပါလာတော့အရာဟာ action ဖြစ်ပါလေ လူတွေမြင်သာဖို့လှုပ်ဆောင်ခြင်းမျိုးကိုမဆိုလိုပါဥပမာဒုက္ခရောက်နေသူများအဝတ်အစားမရှိသူများကိုစုတောင်းပေးနေမယ်နော်ဖခင်ကောင်းကြီးပေးပါစေနှွေးကြပါစေဝါကြပါစေ ဆိုပြီးသူတို့နဲ့တော်လျော်သောအတုံးအဆောင်လိုအပ်သောအရာများကိုမပေးဘူးဆိုရင်အကျိုးမရှိသလိုစေတနာမပါဘဲလူအထင်ကြီးအောင် ပေးလူချင်းလဲအကျိုးမရှိပါဒီနေ့ဖခင်လှုပ်ခြင်းသောအတ္တတဟာ ဖယားကိုချစ်ချောက်ယိုသေးပြီး အသက်ရှင်လှုပ်ဆောင်တော့လောက်ရက်ကိုဖယားအလိုရှိပါလေကဘာဦးအစမှယနေ့ဒီအချိန်အခါအထိဖြစ်တည်နေသောအရာအလုံးဟာဖယားရဲ့နာမတော်ကြောင့်သာဖြစ်ပါလေတင်းလူဖြစ်နေတာဟာဖယားရဲ့နာမတော်ကြောင့်ဖြစ်တယ်လို့တင်းဘဝမှာရရှိပိုင်ဆိုင်သောအရာအလုံးဟာလည်းဖယားရဲ့နာမတော်ကြောင့်သာဖြစ်ပါလေအခြားနာမတွေအားဖြင့်တင်းနှင့်ကျွန်တော် ဖြစ်နေတာမဟုတ်ပါဒါကြောင့်အဲဒီနာမကိုအစဉ်ချီးမွားနေဖို့အရေးကြီးပါတယ်ဆလန်ဆရာက133ချိန်မြောက်တော့ဆလန်အပိုင်ငယ်3မှာဒီလိုပြောပါတယ်နေထွက်ရာမသည်နေဝင်ရတိုင်အောင်ထာဝရဘုရားဤနာမတော်သည်ချီးမွမ်းပွေဖြစ်၏လို့ပြောပါတယ်ဘုရားရဲ့ကျေးဇူးတော်ကိုရေးထွက်ကြည့်ပါတင့်ဘဝမှာချီးမွမ်းစရာပဲရှိနေမှာတေချာပါတယ်ကျမ်းစာကလည်းနေထွက်ရာမနေဝင်တိုင်အောင်ဘုရားရဲ့နာမတော်ကိုချီးမွမ်းစရာ ဖြစ်ပါတယ်လို့ပြောနေခြင်းဟာသင်အသက်ရှင်နေတဲ့ဘုရားယေရှုကိုတည်ရနေဖို့ဖြစ်ပါလေဒီနေ့ချီးမွမ်းနေဆိုတာသင်ဘယ်လောက်ပဲခက်ခဲနေပါစေဘယ်လောက်ပဲဒုက္ခရောက်နေပါစေဘုရားစကားကိုပဲဝန်ခံနေခြင်းဟာစင်မှန်သောချီးမွမ်းခြင်းဖြစ်ပါလေဒါဟာမန်ကန်တော်ကိုကိုယ်ခြင်းလည်းဖြစ်တယ်ဤဒီလလူတွေကိုဘုရားသခင်ကဟေရှာ58မှာမန်တော်ကိုယ်ခြင်းနဲ့ပတ်သက်ပြီးအတိတ်ကတုန်တင်ခဲ့ပါလေ ဖယားသခင်ကိုချစ်ကြောက်ယုံကြည်ခြင်းမရှိသောသူရဲ့ကိုးကွယ်ခြင်းဟာမန်တော်ကိုးကွယ်ခြင်းမဖြစ်နိုင်ပါစစ်မှန်သောချီးမွမ်းခြင်းလည်းမဟုတ်ပါဖယားစကားကိုနားမထောင်ဘဲဖယားကိုမချစ်မကြောက်မယုံမသိဘဲတင်ဝုပြုကိုးကွယ်နေရင်တင်ချီးမွမ်းနေရင်မြန်မာစကားကဒီလိုပြောပါလေချီးမွမ်းချေကြောက်လို့ခေါ်ပါလေသူရဲ့အတိတ်ဘက်ကပါလေချီးမွမ်းဟန်ပြု၍ကဲ့ရဲ့အပြစ်တင်ခြင်းလို့အတိတ်ပဲရပါလေဒါကြောင့်ယနေ့တင့်ရဲ့ချီးမွမ်းခြင်းဟာ ကြီးမွမ်းချေကြောင်မဖြစ်စေနဲ့ဤဒီလာလူမျိုးတွေရဲ့အတ္တကိုကြီးလိုက်တဲ့အခါမှာဗိမာန်တော်မှာဆူတောင်းကြပါတဲ့အစာရှောင်ဆူတောင်းကြပါတဲ့အခါကြီးရက်ကြီးတွေမှာသူတို့ရဲ့ပွဲတွေကိုလှုပ်ကြပါတယ်ဒါပေမဲ့ဖယားစကားအတိုင်းအသက်ရှင်ဖို့ကတော့ဝေးနေကြပါတယ်ဒီကနေ့ဖယားစကားနားမထောင်ပဲဖယားကိုချီးမွမ်းနေခြင်းဟာချီးမွမ်းချေကြောက်ပဲဖြစ်နေမှာပါနေရက်စင်တိုင်းဖယားရဲ့ကျေးဇူးကိုခံစားနေရတော့ပဲဖယားနဲ့လွတ်တော့အရာပေါ်ဝမှာဘာတစ်ခုမှမရှိပါ ဒါကြောင့်အစဉ်ချီးမွမ်းတတ်ဖို့ပဲလိုပါလေ။ဘုရားရဲ့နာမတော်ကို အစဉ်ချီးမွမ်းဖို့ကျမ်းစာကတောင်းဆိုနေသလိုချီးမွမ်းတဲ့အခါမှာလည်းအသက်တည်ရှိဖို့ဖြစ်ဖို့ရည်ကြည်ပါလေ။ဒါကြောင့်ယနေ့သင်အသက်ရှင်နေရတာ၊သင်ကျန်းမာနေရတာ၊သင်ဝါလင်စွာ စားတောက်နေရတာဟာငါရှာလို့ငါလှုပ်လို့လို့ပြောပေမဲ့လေဘုရားကြောင့်သာ ရရှိတာပါ။ဖရားအခွင့်ကြောင့်သာခံစားရတာပါဒေသနာကျမ်းခန်းကြီး၃အခန်းငယ်၃မှာဒီလိုပြောပါလေ လူတိုင်းစားတောက်ခြင်းက၎င်းမိမိကြိုးစားအားထုတ်သည်မသောအမှု၌ပျော်မွေ့ခြင်းက၎င်းဖရာသခင်၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ၏လို့ပြောပါလေဒီနေ့ကျွန်တော်ကျမဖြစ်တည်နေရတာဟာဖရာကြောင့်သာဖြစ်ပါလေဖရာကိုဘေးဖယ်ထားလို့မရပါတင်နဲ့ကျွန်တော်တို့ရဲ့ဘဝမှာဖရာကျေးဇူးမရှိဘူးငါလှုပ်လို့ငါစားရတယ်လို့ခံယူပြီးအသက်ရှင်ရင်တော့ကဘာပေါ်မှာကျွန်တော်ကျမတို့လောက်မိုက်တဲ့လူမရှိပါဘူး ရှင်လုံးမြင့်ကြီးဟာအချမ်းသာဆုံးပညာရှိဆုံးသူသက်သာတဲ့လူဤလောကမှာယခုချိန်အထိမရှိသေးပါနောက်ဆုံးပါစကားပြောသွားခဲ့ပါတည်းဖခင်ကြောင့်သာဆိုတဲ့စကားပဲပြောသွားခဲ့ပါလေဖခင်ရဲ့နာမတော်ကိုပဲချီးမွမ်းခဲ့ပါလေဒီနေ့မိမိရဲ့သိုးသက်အောင်မြင်မှုအပေါ်မှာဝါကျွားဖို့မဟုတ်ပဲချီးမွမ်းနေဖို့သာဖခင်လိုရှိပါလေဒီကနေ့တင့်ကိုချီးမြှောက်ထားတာဟာဝါကျွားဖို့မဟုတ်ပါမာမာနာတက်နေဖို့မဟုတ်ပါ ချီးမွမ်းဖို့ချီးမြှောက်ထားတယ်ဆိုတာတတိယဈေးချင်းပါလေ။ဒါကြောင့်မြန်မြန်ချီးမွမ်းတတ်ဖို့မြန်မြန်ချီးမြှောက်ထားတယ်ဆိုတာမမေ့ပါနဲ့။အတိတ်ကိုလမ်းကြည့်လိုက်ပါ။ယနေ့သူ့ဂျေဇုကိုရည်သွက်ပါ ချီးမွမ်းပါ။အနာကမှာပို့ပြီးချီးမွမ်းတတ်ဖို့ရှန်သောချီးမြှောက်ခြင်းကိုယနေ့ခံစားရတာပါ။ဒါကြောင့်နေ့စဉ်ချီးမွမ်းပါချီးမွမ်းခြင်းအားဖြင့်သာဖျားပုံထင်ရှားတာပါ။ဂျာနာသူရောက်တိုင်းပေါ်ဖျားကောင်းကြီးပေးပါစေ။